ဒီနေ့မှာတော့အစစ်အစာစာနီးပညာကိုအသုံးပြုပြီးဒူးအစာထိုးခြင်းကြောင်းပြောပြပါမယ်။အခုတော့ဒူးရင်ဆိုင်ရတဲ့အစစ်အစာယောဂအဆုံးဆွန်ရောက်နေတဲ့လူနာတွေဒူးနာခြင်းမှုကြောင့်အလွန်မင်းလာကျင်နေတဲ့သူတွေအ ਨੇ ဆုံးအကွာ ဝေးဖို့ပင်လက်လျှောက်ရခက်ခဲနေတဲ့သူတွေခေကားတရခက်ခဲနေတဲ့သူတွေဒူးရင်ဆိုင်ရတဲ့အစစ်အစာယောဂအဆင်ပြေနေတဲ့သူတွေကတော့ဒူးအစာထိုးခြင်းလိုအပ်တဲ့လူနာတွေဖြစ်ပါတယ်။ အခုတော့ဒူးစားထိုးခြင်းမှာကျွန်ုပ်တို့လှုပ်ဆောင်နေတာကအ धिक အားဖြင့်ဒူးစစ်ကိုဖွဲ့စည်းနေတဲ့အယူအဆများကိုပြန်လည်ပြုပြင်ခြင်းဖြစ်ပြီးအစားထိုးကစ္စည်းကိုအနီးကပ်နေတဲ့အစ်စ်မျက်နှာပြင်များပဋိတွေ့အောင်တက်ဆင်ထားပြီးအကြမ်းမှထည့်ထားတဲ့အတုကစ္စည်းကအစ်စ်အစ်စ်ဖြစ်လှုပ်ဆောင်ပေးပါတယ်။ဒါကတော့ဒူးစားထိုးခြင်းဖြစ်ပါတယ်။အခုတော့ကျွန်ုပ်တို့မှာအစ်စ်မျက်နှာနည်းပညာတစ်ခုအဖြစ်ရိုဘော့ဒူးအစားထိုးခြင်းရှိပြီးဖွဲ့စည်းမှုအတွင်း လူဘောကကျွန်တော်တို့ကိုလမ်းညွန်ပေးပြီးအစားထိုးပစ္စည်းများကိုတိကျစွာ နားလည်နိုင်အောင်ကူညီပေးပါတယ်ခွဲစိတ်မှုအတွင်ကျွန်တော်တို့လူဘောနဲ့လှုပ်ဆောင်တာကလူဘောဟာခွဲစိတ်ဆရာရဲ့လက်တစ်ဖက်အဖြစ်လှုပ်ဆောင်ပေးတာပါခွဲစိတ်အစီအစဉ်ကိုလူဘောတဲ့တို့ခဲသွင်းပြီးလူဘောကခွဲစိတ်မှုအဆင့်အချို့ကိုခွဲစိတ်ဆရာရဲ့ထိန်းချုပ်မှုအောက်မှာလှုပ်ဆောင်ပေးပါတယ်လူဘောကခွဲစိတ်စရာမပါဘဲခွဲစိတ်မှုအလုံးကိုလှုပ်ဆောင်နေခြင်းမဟုတ်ပါဘူး ခွဲစိတ်ဆရာကလိုဘော့ကိုထိ ंछ ုပ်ပြီးလိုဘော့ရဲ့လှုပ်ဆောင်မှုကိုအဓိကထိ ंछ ုပ်သူဖြစ်ပါတယ်။အခုတော့လိုဘော့ခွဲစိတ်မှုဟာရိုးရိုးခွဲစိတ်မှုနဲ့ဘလို့ကွာခြားတယ်လဲဆိုတာပါ။လိုဘော့ကခွဲစိတ်မှုအတွင်အစားထိုးပစ္စည်းများကိုတိကျစွာတည်နေရချထားမှုအပေါ်အကြောင်းပြန်ပေးပြီးရိုးရိုးခွဲစိတ်မှုနဲ့နှိုင်းရှင်လင်းနုညံ့သောအကျိုးအဆင့်များကိုခက်တောက်ခြင်းနဲ့တွေးထွက်မှုမှလည်းအလွန်နှဲပါပါတယ်။နောက်ပြီးတော့လာခြင်းမှုနဲ့ နာတာရှိပြန်လဲကောင်းမှုအတွက်လူနာအနေဖြင့်အလုံးညံဆန်ပြီးတင်းညံပါတယ်အခုတော့အဖော်ဘမှာကျွန်တော်တို့မှာစံညင်စံညုံများရှိပြီးလူဘော့အဖွဲ့နဲ့အတူဒူးစားထိုးခွဲစိတ်မှုကိုပုံမှန်လှုပ်ဆောင်နေပါတယ်ဒီနည်းပညာကိုအသုံးပြုခြင်းကဒူးစားထိုးခွဲစိတ်မှုနဲ့လူနာအတွက်စေဘက်ဆိုင်ရာရလဒ်ကိုပြောင်းလဲပစ်လိုက်ပါတယ်